အမှုခင်းဆလန့်တွေကိုစိတ်ဝင်စားအောင်ရိုက်နိုင်တဲ့အိန္ဒိယရုပ်ရှင်လောကလူတွေထူထပ်တဲ့မြို့ပြတွေကဝန်းချက်လာတဲ့လူနေမှုတွေရဲ့ဘဝကိုခန်းစားကြည့်တယ်။ထင်အောင်ထင်မှားမှုတွေနဲ့ကြောက်စရာကောင်းတဲ့ယုံကြည်မှုတွေအကြောင်းကျွန်တော်ရဲ့ suggested movie စီစဉ်ကလည်းဒီတစ်ပတ်မှာတော့ကြည့်ရှုသူပရိသတ်တွေအတွက်အိန္ဒိယနိုင်ငံရဲ့အမှုခင်းတွေကိုရတပုံစံအမျိုးမျိုးနဲ့တည်ဖို့ထားတဲ့ရုပ်ရှင်ဆက်ကားတွေကိုကြည့်ရှုဖို့အတွက်ညွှန်ပြသွားမှာဖြစ်ပါတယ် းစားနိုင်မယ်အိန္ဒိယရုပ်ရှင်တော်ကမှဆိုရင်ဒီမူကင်းစကားတွေကိုစိတ်ဝင်စားအောင်လျှို့ဝှက်ချက်တွေနဲ့ထည့်သွင်းပြီးတော့ရိုက်ကူးတက်တာကိုတွေ့ရတတ်လို့ရှိပါတယ်ဒီတစ်ပတ်မှာကျတော့ဇလန်ဆုံးတဲ့အထစ်အပြေရှားဖို့ခတ်အောင်ဆွဲဆောင်ပြီးရိုက်ကူးထားတဲ့ရုပ်ရှင်စကားတချို့ကိုကျွန်တော်တို့ရွေးချယ်ထားတယ်ပရမဆုံးရွေးချယ်ထားတဲ့ရုပ်ရှင်ကကျတော့ဒီနှစ်မှာမှထွက်လာတဲ့တက်စမာတပ်ပါပါဆိုတဲ့မူကင်းနောက်ကန်ရုပ်ရှင်ဇလန်ပဲဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့ရုပ်ရှင်ကြည့်ရင် အမှုကိုယ်တိုင်စုံစမ်းစစ်ဆေးနေတယ်လို့ခံစားရစေမဲ့ရုပ်ရှင်မျိုးစားမျိုးကျွန်တော်စကားကြောင်းပြောမယ်ဆိုရင်2004ခုနှစ်မေလ23ရက်နေ့မှာအာရီကာဆိုတဲ့မြို့မီတယောက်ကသူ့ယောက်ျားဆန်ဂျေပျောက်ဆုံးသွားတဲ့အတွက်ဂျက်စကန်ကိုလာပြီးတော့လူပြောင်းတိုင်ကြတယ်သူ့ယောက်ျားကကြတော့ဒီကုမ္ပဏီတစ်ခုမှာစီးငိုင်တယောက်ဖြစ်အလုပ်လုပ်နေတဲ့သူဖြစ်ပြီးတော့အိမ်ပြန်မရောက်ပဲဆွတ်တွယ်လို့လည်းမရဘူးဖြစ်နေရဘူးလမ်းမှာအနေတစ်ခုနဲ့ဂျုံနေရပြီလို့တန်စရာရှိတဲ့အတွက်ကြောင့်မလို့ရှာဖွေပေးဖို့ရဲတွေကိုသူကူညီလာတောင်းတာပေါ့ ရဲတွေကလည်းဒီအာရီကာရဲ့ပြောကြားချက်တွေကိုသူတို့မှတ်တမ်းယူထားလိုက်ပြီးတော့စံကြေးကိုရှာဖွေဖို့စပြီးတော့သူတို့စုံစမ်းတယ်။နောက်တော့သူတို့အင်ရဲ့မြေအောင်ခန်းထဲကနေအပုတ်နဲ့ထွက်လာပြီးတော့တစ်တာဟောင်းတစ်လုံးထဲမှာစံကြေးရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။စံကြေးအလောင်းကိုရှာဖွေတွေ့ရှိရတဲ့အတွက်ကြောင့်မို့လို့ဒီမှုကလူပြောင်းမှုကနေပြီးတော့လူတက်မှုဖြစ်ဆွဲချက်တင်ပြီးတော့စစ်ဆေးဖို့စီစဉ်လိုက်ရတယ်။ဟုတ်ကဲ့စစ်ဆေးရရာရှိအာရာဘင်ကဒီမှုကိုကင်ွယ်ခဲ့တဲ့လူဖြစ်ပါတယ်။အေးမြောင်ခန်းထဲမှာအလောင်းကိုရှာတွေ့တဲ့အတွက်ကြောင့်မလို့အာရီကာကသူ့ယောက်ျားကိုတတ်မှုနဲ့တရားစွဲဖို့ တန်တဲ့အရှိဆုံးတရားခံဖြစ်သတ်မှတ်လိုက်တယ်။သူ့အစစ်ကြည့်တဲ့အခါမှာကျတော့ဆန်ကြီးတက်ခံရင်းကသူအိမ်မှာမရှိဘူးဆိုပြီးတော့ရှင်းပြတယ်။အာရီကာကသူ့ယောက်ျားတက်ခံရင်းကအိမ်မှာမရှိဘဲနဲ့ကားတစ်စီးနဲ့သူအပြင်ကိုရောက်နေခဲ့တဲ့အကြောင်းပြီးရင်လမ်းမှာတက္ဆီတစ်စီးကိုဝင်တိုက်မိပြီးတော့ပြဿနာတက်နေတာဖြစ်တဲ့အကြောင်းသူကတော့ရှင်းပြတယ်။တကယ်လေအဲ့ဒီညားကအဖြစ်တက်တယ်ကိုတက်စီသမားစီကလည်းတက်တယ်အထောက်ထားတွေတွေ့ရတဲ့အတွက်ကြောင့်မလို့ဆန်ဂျေးကိုတက်တာအာရီကာမဟုတ်ဘူးဆိုတာကတက်တယ်တာရကအရာထင်ရှားနေတာပေါ့ နောက်တော့ဒီစန်ဂျီရဲ့မျက်မှန်ကိုသူ့ယုံကမန်နေဂျာစစ်တာရဲ့ကားထဲမှာပြန်ပြီးတော့မှရှာတွေ့ခဲ့တယ်။အဲ့တော့မန်နေဂျာစစ်တာကလည်းလူသက်သမားဖြစ်နိုင်တဲ့တန်တရားတရားခံတယောက်ဖြစ်လာပြန်ပြီပေါ့။အကုမ္ပဏီကိုအသက်ရောက်လာတဲ့မန်နေဂျာစစ်တာကကြတော့လေယုံမှာစန်ဂျီနဲ့အဆင်မပြေတဲ့သူဖြစ်ပြီးတော့အလုံးနဲ့ပတ်သက်တဲ့ပြဿနာကြောင့်မကြာခဏစကားများတတ်တဲ့သူလေစကားများဘူးတဲ့သူလေဖြစ်တယ်။သူ့ရဲ့ကားထဲမှာစန်ဂျီရဲ့မျက်မှန်ကိုတွေ့ရတာကသူ့အတွက်လုံးဝမသင်္ကြန်စရာကိစ္စတခုဖြစ်နေအောင် ။နောက်ဆုံးမှာတော့သူကလည်းအဲ့ဒီနေ့ကအကြောင်းမပြောချင်ပဲသူဖွင့်ပြီးတော့ပြောလဲရတော့တယ်။သူကကြတော့ဒီယောက်ျားချင်းစိတ်ဝင်စားတဲ့ LGBT တယောက်ဖြစ်နေတယ်။ကားပေါ်မှာသူတငယ်ချင်းတူနဲ့ချင်းတွေ့နေတဲ့အတွက်ကြောင့်မလို့လူတချို့ကမြင်သွားလို့လှောင်ပြောင်နေတဲ့သူရန်စားခံခဲ့ရတယ်။အဲ့ဒီအချိန်မှာဆန်ဂျေးကရောက်လာပြီးတော့သူတို့ကိုအကူအညီပေးပြီးတော့ကာကွယ်ခဲ့တယ်။အဲ့ကြောင်ကားပေါ်မှာဆန်ဂျီရဲ့မျက်မှန်ကျန်နေခဲ့တာဖြစ်နိုင်ကြအောင်သူကရှင်းပြတယ်။နောက်ပြီးတော့မန်နေဂျာစစ်တာကကြာတော့လေလူတက်မှုဖြစ်တဲ့နေရာဒီပွဲခန်းသားတစ်ခုသူရောက်နေတဲ့အချိန်တက်တည်ပြနိုင်တဲ့အတွက်ကြောင့် လူတန်သမားသူမဟုတ်ဘူးဆိုတာသိတာနေပြန်တယ်။အမှုနဲ့ပတ်သက်ပြီးတော့ yes scan ကိုနောက်ထပ်ထပ်ပြီးတော့ရောက်လာတဲ့သူကတော့မတ်ဒရူးပါ။မတ်ဒရူးကလူတန်သမားကသူ့မိမအာရီကာပဲဖြစ်ကြောင်းသူကတည်င်းပေးလာ။အာရီကာမှာအကီယာဆိုတဲ့အမွာညီမတစ်ယောက်ရှိရဲ့ကြောင်းလဲသူ့ချစ်သူဖြစ်တဲ့အကီယာကလည်းပျောက်ဆုံးနေရဲ့ကြောင်းတိုင်ကြလာ။ကျေးရရှိကိုမက်ထရူးကနေပြီးတော့မှအာရီကာဟာစိတ်တသက်လူသက်သမားတယောက်ဖြစ်တဲ့အကြောင်းသူ့ယောက်ျားနဲ့သူ့ရဲ့အမွာညီမကိုသူကိုယ်တိုင်ပဲစိတ်ဖောက်ပြန်ပြီးတော့တတ်ခဲ့တာဖြစ်နိုင်တဲ့အကြောင်းကိုသူပြောပြတယ် အရိကားကြော်ဒီငံကောင်းပြီးတော့ထက်မြက်တဲ့မိမတယောက်ဖြစ်လို့သူ့ရဲ့အလိညာထွက်ဆိုချက်တွေကိုမယုံကြည်တင်ကြောင်းလည်းသူကရှင်းပြတယ်။ဒါပေမဲ့အရိကားတူတဲ့သောတမီးဖြစ်ပြီးတော့သူ့မှာဘာအမွာညီမတယောက်မှမရှိတဲ့အတွက်ကြောင့်မလို့မက်ထရူရဲ့ဇကားတွေကိုအတီးပြုတ်ဝယ်မရတော့။သူကအိမ်တော်ကြီးဖောက်ပြန်ခြင်းလို့နာမည်တစ်ခုသုံးပြီးတော့မက်ထရူကိုလှည့်စားအသုံးချခဲ့တာလည်းဖြစ်နိုင်နေရ။အရေးမှုကကြတော့ဒီအရိကားကလူတကူစိတ်နှမျိုးဖြစ်နေနိုင်ပြီးတော့နာမည်နှစ်ခုနဲ့အမွာညီမအဖြစ်ဟန်ဆောင်နေရင်းနဲ့ဒီမက်ထရူနဲ့ဖောက်ပြန်ခဲ့တာလည်းဖြစ်နိုင်တယ်ဆိုပြီးတော့တစ်ဖက်ကတွေးပြန်ပါတယ်။ အလူသက်သမားအဖြစ်သတ်မှတ်မှုကကြာလဲအမှုဖြစ်တဲ့အချိန်မှာအာရိကအိမ်မှာမရှိတခြားနေရာရောက်နေရဆိုတော့သူ့လူသက်တယ်လို့လဲတထစ်ချက်ဆုံးဖြတ်လို့မရပြန်အဲ့တော့ဇလန်ရဲ့အဆုံးမှာမတ်တရူပြောသလိုမျိုးပဲသူ့မှာတကယ်အမွန်ညီမတယောက်ရှိနေတယ်ရဒါမှမဟုတ်အာရိကကနာမည်နှစ်ခုနဲ့မာယာများတတ်တဲ့မိမတယောက်လားတကယ်လို့လူသက်သမားကအာရိကမဟုတ်ဘူးဆိုရင်သူ့ယောက်ျားကိုတတ်တယ်သူက ဘသူဖြစ်နေမှာအဲအကြောင်းတွေကိုလှွက်ဆောင်ရတဲ့ဒီဇက်ကားထဲမှာဆိုလို့ရှိရင်တဲထိတ်ရင်ကိုကြည့်ရှုခန်းစားရမှာဖြစ်ပါတယ်ဒီဇက်ကားကိုတော့ဒါရိုက်တာပစ်ရှာအထရီယာကနေပြီးတော့ကိုယ်တိုင်ဇန်ညွန်ရေးပြီးတော့အကောင်းဆုံးရိုက်ကူးထားတာဖြစ်ပြီးတော့ IMDb rating မှာလည်း7.4အထိတက်မှတ်ခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့မှုကင်းကိုဖော်ထုတ်မဲ့ရဲမှုဖြစ်မင်းသားပရာဂျဝါဒေဘတ်တန်ဇီးယားတရခန်အမျိုးသမီးဖြစ်မင်းသမီးမီဂါနာရက်တို့ကနေပြီးတော့မှအကောင်းဆုံးပါဝင်တရုပ်ဆောင်ထားပေးချပါတယ် ဒီတက်စမာတက်ပါပါဆိုရဲရုပ်ရှင်မှုတော့ကျွန်တော်တို့ရဲ့ Fortune TV Channel ကနေအော်တိုဝါလာ24ရက်နေ့တောက်ကြနေည9:00အချိန်မှာထုတ်လင်းပြသပေးသွားမှာဖြစ်ပါတယ်။ဒုတိယကားအနေနဲ့ကျွန်တော်ထပ်ပြီးတော့ညွှန်ပြခြင်းနဲ့ရုပ်ရှင်ကတော့မြို့ပြရဲ့ဒုက္ခပေါင်းဆုံးတွေကိုဇလံဖွဲ့ပြီးတော့ရိုက်ကူးထားတဲ့ City Light ဆိုတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။အဲဇက်ကိုင်းနာမည်က City Light မြို့ပြရဲ့အလင်းရောင်ဆိုပေမဲ့ဒီကားထဲမှာကျတော့မြို့ပြအလင်းရောင်ရဲ့ပူလောင်မှုတွေပြဿနာတွေအလိန်ညာမှုကင်းတွေအကြောင်းကိုမိသားစုတစုနဲ့တင်စားပုံပေါ်ထားတာကိုကြည့်ရှုအောင် ရာဂျက်စတန်ပြည်နယ်စန်တီယောင်ဆိုတဲ့ရွာလေးတရွာမှာဒီပက်ဆင်းနဲ့ရာခီဆိုတဲ့လင်မယားနှစ်ယောက်ရှိသူတို့လင်မယားမှာခုနှစ်နှစ်အရွယ်တမီးလေးတယောက်လည်းရှိပြီးတော့လူလက်တန်းစားတာမန်မိသားစုလေးတစ်ခုဖြစ်သူတို့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြပါတယ်ဒီပက်ကဆေးထဲမှာအထယ်ဆိုင်လေးတစ်ခုပွင့်ထားပြီးတော့တရက်မှာသူ့ရဲ့ထယ်ဆိုင်လေးကိုအကျွေးရှင်နေရအကျွေးနဲ့တင်းသွားတဲ့အတွက်စိုင်ပိတ်တာခံလိုက်ရတယ်ပေါ့နော်အရှိရဲ့ဆိုင်လေးကပိတ်ခံလိုက်ရတဲ့အတွက်ကြောင့်မလို့ဒီပက်ကအလုလက်မဲ့ဖြစ်သွားတယ်အဲကြံရမရတဲ့အဆုံးခလေးရှိရဲ့အတွက်အပြောင်းအလဲတစ်ခုလုပ်ဖို့စဉ်းစားနေတယ် နောက်တော့မိသားစုလိုက်မျိုးပြောင်းပြီးတော့အခြေချနိုင်မှုကြိုးစားရင်းနဲ့သူတို့ဘဝကိုပြန်တည်ဆောက်ဖို့သူတို့ဆုံးဖြတ်လိုက်တယ်။အဲမွန်ဘိုင်းမြို့ပေါ်မှာကသူ့ရဲ့တငယ်ချင်းတယောက်ရှိရဲ့အကြောင်းသူကသတိရပါတယ်။အသူတငယ်ချင်းကလည်းသူ့ကိုပြောဖို့ထားတာရှိတယ်။အခုညီလို့ရင်သူ့စီကိုလာခဲ့ဖို့အဲသူတို့မိသားစုကသူ့တငယ်ချင်းကိုအားကိုးပြီးတော့မွန်ဘိုင်းမြို့ကိုတက်လာခဲ့ကြတယ်ဆိုပါတော့ဗျာ။ဒါပေမဲ့ဒီဘက်ကသူ့တငယ်ချင်းရဲ့နာမည်ကိုပဲသိပြီးတော့နေတဲ့လိပ်စာကိုတိကျကျမသိဘဲနဲ့ အဲမိုဘိုင်းမျိုးပေါ်မှာစဝေစဝါနဲ့ဖြစ်နေရအောင်အဲ့တော့သူကသူ့တငယ်ချင်းနေရလို့ထင်တဲ့ရက်ွက်တွေကိုတစ်ခုပြီးတစ်ခုမင်းမြန်းပြီးတော့သွားစုံစမ်းပေမဲ့မျိုးပေါ်မှာကလည်းတိတဲ့အတိုင်းနာမည်ပြောရုံနဲ့တွေ့နိုင်မှုဆိုတာကဘလို့မှမဖြစ်နိုင်တဲ့ကိစ္စတခုအဲ့တော့နောက်ဆုံးကြတော့သူကလက်လျှော့လိုက်ပြီးတော့ဈေးပေါ်ပေါ်နဲ့နေစရာတခုမှခဏနေပြီးတော့သူအလုရှာမယ်လို့ပဲသူဆုံးဖြတ်လိုက်တယ်ပေါ့နော်ရုံးလုံးအလုံးနဲ့ဒီဘက်ကကြတော့အယုံလဲတဲ့ကြောင့်မလို့ပထမဆုံးအိမ်ဆငါတဲ့ကသူဒုက္ခရောက်တယ် ဂျောကနေတက်လာတဲ့သူတို့လင်မယားနေရာကိုဒီပွဲစားတစ်ယောက်ကစိတ်တုပ်ဖို့အပ်ထားတဲ့အင်ဟောင်းတစ်ခုမှထားခဲ့ပြီးတော့ဝေလင်သွားတယ်။သူတကယ်ချင်းအာကုန်းနဲ့တက်လာပါရဲ့ဆိုကမှဒီဘက်ကအခုလက်ရှိမှာဆိုရင်ကိုချက်တောက်ကိုရက်ပြီးတော့ဒုက္ခတွေကိုရဲရဲရင်ဆိုင်ဖို့ပဲအားမွေးရတော့တဲ့အနေထားဖြစ်သွားတာပေါ့။ပတ်စံတွေကလည်းကုန်ပြီးနေစရာလည်းမရှိတော့ဘဲနဲ့သူတို့မိသားစုကနောက်တော့ဆောက်လက်ဆကန်ထရိုက်တိုက်တစ်ခုမှပတ်စံပေးပြီးတော့၄၅၆လောက်တော့သူတို့နေခွင့်ရလိုက်ပါတယ်။အဲနေစီအတွက်ခဏတော့အပူတက်တာသွားတဲ့အခါမှာကျတော့စားစရာအတွက်ထပ်ပြီးတော့ရုံးကန် အပြင်ထွက်ပြီးတော့ရရဲ့လုပ်ကလေးတွေဝင်လုပ်တယ်ပြီးတော့ပေးတဲ့လောက်ကလေးယူပြီးတော့ရက်တည်နိုင်ဖို့ကြိုးစားနေရတဲ့အနေအထားမျိုးဖြစ်လာတယ်ပြင်ပြမှန်မှန်ကြိုးစားတာတော့မှတို့မိသားစုစားဖို့မလောက်ငါးရတဲ့အတွက်ကြောင့်မလို့သူ့မိမရာခီကလည်းအလုပ်လိုက်ရှာရပါတော့ရာခီကစားသောဆိုင်ဆိုင်မှာဧည့်သည်တွေအခန်းကပြရတဲ့အလုပ်တစ်ခုရသွားတယ်လက်များနေအောင်လုံးကအဲ့လိုလိုမျိုးကိုသဘောမကျပဲမလဲအဆင်မပြေသေးခင်တစ်လနှစ်လလောက်ကကြာတော့မလုပ်ချင်မဲနဲ့လုပ်လိုက်ရတဲ့အခြေအနေမျိုးဖြစ်သွားတာနောက်ဆုံးကြတော့သူ့မိမတို့ဒီစားသောဆိုင်မှာမလုပ်ခိုင်းခြင်းနဲ့ဒီဘက်က သူကိုယ်တိုင်အသက်နဲ့ရင်းရမယ်အလုပ်တစ်ခုလုပ်ဖို့သူဆုံးဖြတ်လိုက်တယ်။အဲ့လုပ်ကကြတော့ဒီလုံခြုံရေးတာဝန်ယူပေးရတဲ့အလုပ်မျိုးစားမျိုးအဲတထေးကြီးရဲ့အဖိုးတရနာတွေပတ်စံတက်တာတွေကိုတနေရာကနေတနေရာလွှဲပေးတဲ့အခါမှာလမ်းမှာအဲ့လိုလူမခံအောင်တိုက်ခိုက်မခံအောင်ကာကွယ်ပို့ဆောင်ပေးရတဲ့အာမခံလုံခြုံရေးသမားအလုပ်မျိုးပေါ့ဒီတန်မှုကြီးတဲ့ပစ္စည်းတွေကိုဓမြတိုက်ခိုက်ရတာမျိုးပျောက်သွားတာလို့မဖြစ်ဖို့သူအသက်ပေးပြီးတော့ကာကွယ်ထိန်းသိမ်းရမယ်တာဝန်မျိုးသူယူရအောင် ်ဒီလောက်ကကြာတော့လက်စာလည်းတော်တော်ကောင်းတယ်လက်စာလည်းကောင်းတဲ့ခါကျတော့သူမိသားစုအဆင်ပြေလာနိုင်တယ်လို့သူကတော့မျှော်လင့်နေပေါ့နော်သူနဲ့တွေ့လို့ရတဲ့ကောင်းဆောင်ကကြာတော့ Vishnu ဆိုတဲ့သူအဲအဲ့လိုကလည်းသူ့ပေါ်မှာသဘောကောင်းပြီးတော့ညီကိုတယောက်လိုသူတင်ပြပေးတယ်ပေါ့အဲတိုက်ကန်ဟောင်းတစ်ခုမှာလည်းသူတို့မိသားစုအတွက်နေစရာအဖြစ်စီစဉ်ပေးထားတယ်တကယ်တော့သူတို့အလုပ်ကအမြဲတမ်းအသက်အနေကိုချင်းချောက်ခံရတဲ့အလုပ်မျိုးဖြစ်နေရပါလမ်းမာလေးတခုတည်းများရဲ့တိုက်ခိုက်တာတွေကိုလည်းခံရနိုင်တယ်။နောက်ပြီးတော့အဲ့ဒီတက်တာတွေအားလုံးမှာအလိုလျောက်ပောက်ကွဲနိုင်တဲ့ဒီပညာတစ်ခုကိုလည်းထည့်ထားလေး အတကယ်လို့တရားရောက်ကတော့ဖွင့်မရလို့တော့ဖြည့်ဆည်းဖို့ကြိုးစားရဲဆိုရင်တစ်တာကအလိုလျောက်ထပြီးပေါက်သွားအဲ့ဒီကတော်တော်များတဲ့အလုပ်ပါဒီဘက်ကကြတော့လေဒီအလုပ်ကိုမလုပ်ချင်ပေမဲ့သူ့မိမအောင်စားသောက်ဆိုင်ကနေအလုပ်ထွက်ခိုင်းနိုင်မှုအတွက်ကကြတော့ဒီအလုပ်ကိုသူရွေးချယ်လိုက်ရတယ်အတည့်ရမှာကြတော့သူ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Vishnu ကဒီလှုပ်ဝက်ချက်တစ်ခုကိုသူပြောပြရတယ်ဗောနော်ဓမြတိုက်ခံရတဲ့ငွေလိတာတလုံးကိုပြန်မပေးဘဲနဲ့သူဖွက်ထားတယ်ဆိုတဲ့အကြောင်းအဲ့တစ်တာကိုဖွင့်ဖို့အတွက်တော့ဟိုဒါရုံးချုပ်ကနေခိုးပေးဖို့အကြောင်းနဲ့အစီအစဉ်အောင်မြင်လို့ရှိရင် အဲ့တစ်တာတွေကပတ်စံနေဘူးသူ့ကိုခွဲပေးမယ်ဆိုပြီးတော့ပြောလိုက်ရူတတနေကျင်တဲ့ဒီဘက်ကကြတော့သူကောင်းဆောင်ဘစ်ရှ်နူရဲ့ထောင်ကျနိုင်တဲ့အစီအစဉ်တွေကိုဒေါသထွက်ပြီးတော့နှစ်ယောက်တိုက်ရန်နေထဖြစ်ဘူး။အဲဒါပေမဲ့နောက်တော့ရန်နေငယ်ကြတဲ့အခါမှာဘစ်ရှ်နူကဓမြားတွေတိုက်တာကိုခံရပြီးတော့တေဆုံးသွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီငွေတက်တာအကြောင်းသိတဲ့သူကသူတရားဝယ်ဖြစ်နေပါတော့တယ်။အဲ့နောက်မှာရူတန်းကျင်တဲ့ဒီဘက်ကသူ့ရဲ့ဘဝကိုပြောင်းလဲသွားနိုင်တဲ့ငွေတက်တာကိုခိုးဖွင့်ဖို့သူစူးစမ်းသွားမှာလား။သူ့အနေနဲ့တော့ဘလို့မှုကင်းနေတဲ့ရေဆိုင်ကြုံတွေ့ရအောင်ပါလား။ နောက်ထပ်သရုံမိသားစုအတွက်မြို့ပြရဲ့ပြဿနာတွေကဘာတွေလဲဒါတွေကိုတော့ဒီစကားထဲမှာဆိုရင်ပြည်သက်တွေအနေနဲ့စိတ်ဝင်စားခံစားချက်ရှိရမှာဖြစ်ပါတယ်။ရူးစားစားနဲ့အလုပ်ကျူးစားပြီးတော့ကြီးပွားချင်တဲ့ယောက်ျားကောင်းဖြစ်သူဒီဘက်ဆင်ဖြစ်ဒီစကားမှာဆိုရင်တော့မင်းသားရကူမာရာအိုနဲ့မိသားစုအတွက်အရာရာကိုရင်ဆိုင်ခဲ့တဲ့အိန်အောင်ရှင်မရာခေဖြစ်မင်းသမီးပက်ထရာလီကာရူကနေပြီးတော့မှအဓိကနေရာကနေပြီးတော့မှပါဝင်ထားကြပါတယ်ဒီကားကိုတော့ဒါရိုက်တာဟန်ဆယ်မက်တာကနေပြီးတော့ပုံမှန်မြင်နေကြဒရမာကားရည်နဲ့မတူအောင်အကောင်းဆုံးပုံပေါ်ရိုက်ကူးပေးထားတာဖြစ်ပါတယ် IMDb Radio အနေနဲ့7.3အထိရရှိထားတဲ့ဇာခကောင်တကောင်လည်းဖြစ်ပါတယ်။အဲကြောင့်ဒီဇာခကိုကြည့်ရှုခြင်းနဲ့ပရိသတ်တွေအတွက်ကတော့ဒီ City Life ဆိုတဲ့ရုပ်ရှင်ဇာခကိုကျွန်တော်ရဲ့ Fortunity ကနေအော်တိုဘားလ25ရက်နေ့စနေနေ့ည9:00အချိန်မှာထုတ်လင့်တက်တာပေးသွားမှာဖြစ်ပါတယ်။ဒီတစ်ပတ်တွင်ကျွန်တော်နောက်ဆုံးညွှန်ပြချင်တဲ့ဇာတ်ကားကတော့အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ map ဆိုတဲ့ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ဒီကားကမင်းသမီးကာဂျိုရဲ့နောက်ဆုံးထွက်ရှိထားတဲ့ရုပ်ရှင်ဖြစ်ပြီးတော့ဟိန်နီဘာသာဇာတ်ပြောဒန်နိုင်ဆန်ဆန်တဲထိတ်ရင်မှုဇာတ်ကားတကားလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့အနောက်ဘန်ကောမှာရှိတဲ့ချန်ထရာဘူဆိုတဲ့ရွာကမိသားစုတစုမှာဒန်နာယီဆန်ဆန်ကျိန်းသားတစ်ခုရှိပါတယ်။အဲ့ဒါကကြတော့မိသားစုထဲမှာတမိမိတ်ကလေးမွေးရင်နတ်ဆိုးဝင်စားတယ်လို့သတ်မှတ်ပြီးတော့အိမ်နောက်ကတပင်းမှာစတဲ့ပစ်လိုက်ကြတယ်ဒလိပါ။အစင်လာရမိတ်ကလေးမွေးတိုင်းမကောင်းဆိုးဝါးဖြစ်မလာအောင်လို့သူတို့တပ်ပစ်ခဲ့ကြတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့မိသားစုမှာတာယောက်ကြားလေးတွေပဲရှိပါတယ်။အဲ့လိုနဲ့1985ခုနှစ်ကိုရောက်တဲ့အခါမှာကျတော့အမွာရင်သွေးလေးတွေမွေးတာနဲ့ကြုံခဲ့ရတယ်။တယောက်ကယောက်ျားလေးတယောက်က မိတ်ကလေးဖြစ်တယ်။ အပေါ်ရဲကမိကလေးကိုညောင်မင်းအောက်မှာသူတို့ရစ်ပူစောပြီးတော့စတေးလိုက်ရပြန်ပါတယ်။အသက်ရှင်ဝင်ရတဲ့ဒါကကြတော့ရူဘင်ကာဆိုတဲ့သူဖြစ်ပြီးတော့အကျော်ရောက်လာတဲ့အခါမှာအမ်ဘီကာဆိုတဲ့အမျိုးသမီးတူနဲ့အိမ်တောင်ချခဲ့ပါတယ်။ရူဘင်ကာကသူမိသားစုချင်းသားတွေနဲ့ဝေးနေမှာနေထိုင်ပြီးတော့တမီးလေးတစ်ယောက်ကိုဝေးဖွားခဲ့ရတယ်။အမ်ဘီပါဘူပါရဲ့အစင်လာရတမီးမွေးတာနဲ့ရစ်ပူစောအောင်ဆိုးရင်တဲ့အတွက်ကြောင့်မလို့သူ့ဖေကယောက်ျားလေးမွေးခဲ့တယ်လို့ပဲလိန်ပြီးတော့အဆက်အသွယ်ဖြစ်လာလိုက်ပါတယ်။ တဲမှာကြတော့သူ့ဖြစ်တည်ဆုံသွားတဲ့အတွက်ကြောင့်မလို့ရွာကချိန်စာအင်ကြီးကိုပြန်လာရဖို့အကြောင်းဖန်လာတယ်။အဲ့တော့သူကဇာပနာပွဲကျင်းပနိုင်ဖို့ရွာကိုသူတယောက်တည်းပြန်သွားပြီးတော့မိမနဲ့တမီးလေးကိုကြတော့မြို့မှာပဲထားခဲ့လိုက်တယ်။ အပေးရနိုင်ကိစ္စတွေပြီးဆုံးသွားတဲ့အချိန်မှာကျတော့ဒီဘိုးဘပိုင်အိမ်ကိုအပေးရမှုမှားချလိုက်ပြီးတော့ပြန်လာတဲ့အခါမှာမကောင်းဆိုးဝါးရဲ့အပြစ်ပေးရခံရပြီးတော့သူကတည်ဆုံသွားခဲ့ပါတယ်။ရူဘင်ကတည်ဆုံသွားပြီးတော့သူ့ရဲ့မိန်းမဖြစ်တဲ့အမ်ဘီကာကလည်းဒါသူ့ရဲ့တမင်းနဲ့အတူတူပေါ့နော်ဒီအိမ်ကိုရောင်းပြီးတော့ပြဿနာတွေကိုဖျောက်ပြစ်နိုင်မှုရောနောက်ဆုံးတစ်ခေါက်အနေနဲ့သူသွားခဲ့ကြတယ်။အဲ့ဒီအခါမှာတော့ရိုးရအစင်လာအစွဲလန်းတွေကိုအယုံကြည်မရှိတဲ့အမ်ဘီကာတို့တာမီကပရာလောကနဲ့နှစ်ဖူးတွေ့ဒူးတွေ့တင့်တလာကြီးကိုဂျုံတွေ့လဲရပါတယ်။သူတို့ရောက်တဲ့အချိန်ရွာမှာကပြဿနာတစ်ခုရှိတယ်။ အဲ့ကကြတော့ရွာထဲကိုမိကလေးတွေအပြူပေါ်ဝင်တာနဲ့အိမ်ကနေပျောက်သွားပြီးတော့မကောင်းဆိုးဝါးရဲ့ပြူစားတာကိုခံနေရတာ။အမ်ဘီကာကလည်းအဲ့ဒီကိစ္စကိုစုံစမ်းဖို့အတွက်နေမီရဲမှုတယောက်နဲ့အတူတူမကောင်းဆိုးဝါးပြူစားတာခံရတဲ့မိကလေးတွေကိုကိုယ်တိုင်သွားတွေ့ပြီးတော့စစ်ဆေးခဲ့တယ်။ဒါပေမဲ့လည်းအားလုံးကကိုကြုံခဲ့ရတဲ့ဖြစ်ပျက်တွေကိုတိတိကျကျပြန်ပြီးတော့ရှင်းမပြနိုင်မဲနဲ့စိတ်တန်ရာရနေကြတာသူတို့တွေးလိုက်ရတယ်။အမ်ဘီကာကရွာကနေပြောသလိုဒီညောင်မင်းမှာရှိနေတဲ့မကောင်းဆိုးဝါးကိစ္စကိုမယုံကြည်ဘဲနဲ့ ဲ့ဒီကိစ္စရဲ့နောက်ွယ်မှာရာဇဝတ်မှုတစ်ခုရှိနေလို့သူကယူဆရတယ်။အမှုမဲ့ပေါ်ဖို့လေသူကမျောလင့်။ဒါပေမဲ့တိုက်တိုက်ဆန်ဆန်အဲ့ဒီရဲ့ဘိုင်းမှာပဲသူ့သမီးလေးကလည်းအပြူပေါ်ဝင်လာပြီးတော့အိမ်ကနေပျောက်ဆုံးသွားပါတယ်။ကိုသမီးပျောက်လာတဲ့ခါမှာကျတော့သူကိုယ်တိုင်မကောင်းဆိုးွားဆိုတဲ့အရာကြီးဘာပဲဖြစ်နေဖြစ်နေရေဆန်ပြီးတော့တိုက်ခိုက်ဖို့တည်းသူဆုံးဖြတ်လိုက်တယ်။နောက်ပိုင်းကျတော့သူလည်းပရလောကရဲ့အဖြစ်အပျက်တွေကအရန်ထူးဆန်းပြီးတော့ကြောက်စရာကောင်းတယ်ဆိုတဲ့အကြောင်းမျက်ဝါးထင်ထင်ကိုကြုံတွေ့ရပါတော့တယ်။သမီးတယောက်ဒီပရလောကသားရဲ့လက်ကပြန်ကယ်တင်နိုင်မှုဂျူးစားရင်းနဲ့မကောင်းဆိုးဝါးကိုအနိုင်ရဖို့ ထူးထူးဆန်းဆန်းအတွေ့အကြုံတွေနဲ့အန္တရာယ်တွေကိုသူရင်းဆိုင်ကြုံတွေ့ရပါတော့ဇလိုက်ရဲ့ဆုံးမှာဆိုရင် MB ကနေနဲ့ချိန်စာရီနဲ့အိမ်ကြီးကနေတမီးလေးကိုပြန်ပြီးတော့ကဲတင်နိုင်ပါမှာပရာလော့ကတိုက်ခိုက်မှုတွေရဲ့နောက်ွက်မှာဘလိုမျိုးလူဝက်ချက်တွေရှိနေမှာလဲမေကလင်မူရိုင်းရစ်ပူစော်ရတဲ့ဒီမီသားစုရဲ့ချိန်စာရီအရောအဆုံးသက်သွားနိုင်မှာစတဲ့အကြောင်းအရာတွေနဲ့တမီးကိုပြန်ရဖို့မကောင်းဆိုးဝါးရတဲ့ရင်းဆိုင်တိုက်ခိုက်ခဲ့တဲ့မိခင်တယောက်ရဲ့ဆွမ်းလာခံတွေကိုစိတ်ဝင်စားဖို့ရာကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။ဒီရုပ်ရှင်ကိုတော့ဒါရိုက်တာဘီရှာဖြူရီယာကနေပြီးတော့လက်ဆွမ်းပြဖန်တီးရိုက်ကူးထားတာပဲဖြစ်ပြီးတော့မှနမကျင်းမင်းသမီးကာဂျိုးကနေပြီးတော့ခေါင်းဆောင်ဖြစ်ပါဝင်ပြီးရောမင်းသားအနေနဲ့ဆိုရင် International Kuta နဲ့နမကျင်းတယောက်ဆောင်ဖြစ်တဲ့ Ronic Jain တို့ကနေပြီးတော့အကောင်းဆုံးပါဝင်တယောက်ဆောင်ထားကြပါတယ်။မာယုရှင်ကိုမကြည့်ရသေးတဲ့သူတွေအတွက်ကတော့ကျွန်တော်တို့ရဲ့ Fortune TV ကနေအော်တိုဘာလ26ရက်နေ့တနင်္ဂနွေနေ့ည9:00နာရီအချိန်မှာထုတ်လင့်ပြသပေးသွားမှာဖြစ်လို့ပရိသတ်တွေအနေနဲ့စောင့်မျှော်ရှုနိုင်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့ Success Movie စီစဉ်ကနေ ရှုပ်ထွေးပွေလီဖြစ်ရတဲ့ရဲ့နောက်ွယ်ကအကြောင်းကိုဇလန်စင်ရိုက်ကူထားတဲ့အိန္ဒိယရုပ်ရှင်ဇာတ်ကားတွေကိုဒီတစ်ပတ်ရဲ့ weekend မှာရှုပ်ဖို့အတွက်မိတ်ဆက်ပေးလိုက်ရပါတယ်။ရုပ်ရှင်တွေအရဆိုရင်ရုပ်ရှင်ချစ်သူပရိသတ်တွေအတွက်အချိုက်တွေ့စေမဲ့ဇာတ်ကားတွေပဲဖြစ်လို့ကျွန်တော်ရဲ့ Fortune TV ကနေပြီးတော့လဲဆောင်ပြေရှုနိုင်တဲ့အကြောင်းကိုတပါတည်းလေးပြောကြားခြင်းပါတယ်။ကျွန်တော်ရဲ့ Stress Movie Season ကိုတော့အပတ်စဉ်အင်္ဂါနေ့ည၈နာရီ၄၅ချိန်မှာ Fortune TV Channel နဲ့ Fortune TV ရဲ့ Application မှာတပိုင်းနဲ့ရှုနိုင်တယ်လို့ Fortune TV ရဲ့ YouTube Channel မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ကျေးဇူးများတင်ပါတယ် Thank you ပါ